မြန်မာပြည်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်အတွက်ထပ်ပန့်ငွေဘတ်15တန်းနီးပါးကိုအာဆီယံကတဆင့်ထပ်မံလူဒန်းခဲ့ပါတယ်။အာဆီယံရုပ်ဆိုင်ထားတဲ့အင်ဒိုနီးရှားနိုင်ငံကို ရောက်နေတဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်မစ္စတာစီဟာဆက်ဖွာခက်ခေါင်ကအာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးစင်တာ AHE စင်တာကိုလူကိုယ်တိုင်သွားရောက်လူဒန်းခဲ့တာဖြစ်ပါလေ။ ဒီလူငွေတွေကိုငလင်းနဲ့တင်ခဲ့တဲ့သူတွေစီကို ပေးပို့ကူညီပေးမယ်လို့ AHE စင်တာအကြီးအကဲကပြောခဲ့ကြောင်းလဲထိုင်းနိုင်ငံကသတင်းထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးနိုင်ဖို့နိုင်ငံတကာနဲ့လက်တွဲလှုပ်ဆောင်သွားချင်တယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်ကပြောပါတယ်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလုတ်ခဲ့တဲ့ပြင်အားခွန်ဒသမခွန်မဂနီကျူးရှိတဲ့သခိုင်းငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ပြီးတော့ငလင်တန်ခံရတဲ့ပြည်သူတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအများကြီးလိုအပ်နေဆဲဖြစ်ပါတယ်။